ထမင်းလက်ဆောင်အတူမစားကြင်ကြဘူးဟုတ်လားမင်းကပြောလိုက်ပါလားဒီနေ့ကစားပြီးမင်းတို့ငါ့လို့စားလည်းမစားနဲ့ငါ့ကောင်လည်းမနေကြနဲ့လို့မင်းမစားကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ရကဲကျူးပေးချောင်းလို့ပဲကျွန်တော်ကကျွန်တော်တတ်မှတ်ပါစမိုင်းနဲ့ပြောတဲ့အချိန်ဒီမှာဆိုတော့သူကဒီအသက်ကြီးပိုင်းမှာရှိတဲ့ flow တွေတုံးနေနဲ့မူရာတွေကလေအဲ့သူဒီဟို drama မှာမြင့်မြတ်ကတော့မြင့်မြတ်ပဲဆိုတာတော့ဒီကအသက်တွေပြရလို့ထင်ပါတယ် ရဲ့ရေဆက်ကလည်းတလောက်ပဲပါလာတယ်ထင်ပါရဲ့ဟာ။သူကငါထက်သူ့ရဲ့ညီလေးညီမလေးကိုကိုချစ်တာ။ဒီနေစားထဲမှာကြတော့အဝိုင်းစိန်ပေါ့နော်အဲကိုမြင့်မြတ်ရဲ့ပေါ့နော်အချစ်ချစ်သူပေါ့နော်အဲလက်ထပ်ဖို့တည်ရထားတဲ့ဇနီးလာဝိုင်းစိန်နေရနေပါပါတယ်အာသူကဒီမှာကြတော့ပေါ့နော်ဒီမောင်နှမတွေရဲ့ချစ်ချင်းနဲ့ပေါ့နော်ဒီအာထောက်ငါချစ်ချင်းမှာသူကမောင်နှမတွေချစ်ချင်းဥစားပေးပြီးတော့ထားခဲ့ခံတာပေါ့နော်ဒီလိုမျိုးပါတယ်ကြောက်တဲ့နေရာပါပါတယ်ရှင် ဒါတော့မြတ်သူတော်ကဒီ character တော့တအားခက်ခဲဖြစ်ပါဘူးပုံမှန်ပေါ့နော်အာဒီဟာမျိုးဆိုတော့မြတ်သူတော်ကတော့အာဒါရဲ့တအားထူးလဲလို့ဆရာတော့မရှိဘူးဒါပေမဲ့ဇလန်းကြိုက်တယ်ပြီးတော့ဒီမင်းသားပေါ့နော်ဒီဇလိုက်ရဲ့ဒီရေစာလေးကကိုထောင် character ကိုသဘောကျတယ်ပေါ့အဲ့ဒါပါပဲရှင်မြတ်သူနဲ့အခန်းလေးတွေကတော့အချစ်စရာကောင်းပြီးတော့ဆွေးတဲ့ဟာလေးပါတကယ်တကယ်ဆက်ရဲ့အဓိကကြော်ရွာတော့ဒီနောက်ပိုင်း drama ပုံများသွားတာပါ ဆိုလေတကားလုံးတကယ်သဘောကျတယ်ဆိုကိုနဲ့တွေ့တော့ဘောပါဖိဖိချင်းတံမိုးကတက်သွားပြီးတဲ့အခါကျတော့ဒီနောက်ဖုန်းဒီညီလေးကိုဖုန်းကိပတ်အပေါ်တော့ဝယ်ပေးတဲ့အချိန်မှာအာသူဖြစ်တဲ့ပေါ့နော်ဒီသူ့ရဲ့ဒီ ID emotion တွေကြိုက်တယ်ပြီးတော့ခါကျတော့ဒီမမနောက်ကဖအေကိုပေါ့နော်မိဘတွေကိုအပြစ်တင်တယ်ဒီမိဘတွေကကျွန်တော်တို့စဉ်းစားရဲမွေးလာစမှာမင်းတို့ငါ့ကိုပြောရင်ပြောမိဘတွေကိုပြောရင်းနဲ့ဆိုရင်ဟာမိမသူ့ရဲ့ဒီမိဘတွေနဲ့ဒီမောင်နှမရဲ့ဈာမှာသူ့ရဲ့မိဘဖြစ်တဲ့အကိုကြီးတယောက်ရဲ့မြင့်တာတရားတွေအဲ့အရာတွေကိုမြင်ရတယ်ပြီးတော့ကညီမလေးလာပြီးတော့ပေါ့နော်လာပြော ဲ့အချိန်မှာအာသူ့ကို personal လာကြတော့တယ်ကပြောလိုက်အကုန်ပေါ်အောင်မှာဆိုလို့အဒီ personal လာကြတော့အချိန်မှာသူဖြစ်လာတဲ့ emotion တွေပေါ့နော်အဲအဲ့ဒီဟာတွေအကုန်သဘောကျတယ်ရှင်ကြိုက်တယ်အဲပြီးတော့အဲ့လိုပေါ့နော်ဟိုသူ့စင်မကြီးနဲ့ပြောတဲ့အချိန်တွေမှာဆိုလို့သူ့ရဲ့ဒီအသက်ကြီးပိုင်းမှာရှိတဲ့ flow တွေတုံးနေတဲ့မူရာတွေကလေအဲ့သူဒီဟို drama မှာမြင့်မြတ်ကတော့မြင့်မြတ်ပဲဆိုတာတော့ ဒီကားအသက်သေးပြလို့ထပ်ပါရှင်ဒီကားမှာလေမြေသူတချင်းတစ်ပေါက်လုံးသဘောကျရရှင်ဒါပထမတော့ကိုကျိုးလေးချင်းရတော့မြေသူကအမြဲတမ်းအဆွေးသမားကြီးဆိုတော့ကိုကျိုးလေးချင်းကပတ်ကိုခါပြီးနားထောင်လို့ဆွေးနေတာဟုတ် ာဒါပေမဲ့မြေစာဇဝင်တေးကလည်းတော်တော်လေးအတိတ်ပဲရှိရရှိနားထောင်နေရင်းနဲ့ကိုလေကြည်နေရင်းနဲ့ဒီ music background လာပြီးဒီ theme song ဝင်တာနဲ့ကိုမျက်ရည်လိုက်လိုက်ကြားကြည့်တယ်။ဒါဒီ theme song နဲ့တအားသဘောကျတယ်မြေစာ theme song ကိုလေဟုတ်ကဲ့ရှင်။ဒိဗေတွေအများကြီးပါ။အော်ဟုတ်တယ်ပြဆိုတာကိုကျော်လေး fan ပါ။ဘာလို့အဆွေးချင်းနေမြေရနားထောင်ဘူးဒီခါကျဂျင်ဆော့ရအောင်ပါပဲ။အဲ့ကိုကျော်လေးချင်းနေတတ်တာဘူးဂျင်ဆော့။လမ်းလျှောက်ဆုံးတတ်တယ်။အဲ့လိုမျိုးဆိုတော့လေပြဆိုတာအဲ့လိုဆွေးရချင်းကြီးကြိုက်တယ်။ ခံစားရတယ်။အဲ့တော့ဒီနေ့မှစကြည့်ရတာကွာရှစ်မှာတော့မကြည့်ကြဘူးပေါ့နော်။ကိုပါတဲ့ခါလေးရှိတယ်။အဲ့နောက်ဆုံးဇက်သိန်းကိုလည်းတော့ပေါ့နော်။ဟိုဗမာကတော့ဗမာတခါကျတော့ရှိတာပေါ့နော်။ဗမာဆန်သွားတယ်ပေါ့။ဒါပေမဲ့ဗမာဆန်မဲ့လေဗမာတွေကကြိုက်တာ။ဗမာအများစုဒီမှာအများစုကြည့်ကြဆိုတဲ့အခါကျတော့နောက်ဆုံးဇက်သိန်းလေးလည်းသဘောကျတယ်ရှင်။နောက်ဆုံးသူရဲ့ဇက်သိန်းပေါ့နော်။အကုန်လုံးကမှန်ထားတာတမျိုးလေးဇက်သိန်းကတမျိုးလေးပေါ့နော်။ဆိုတဲ့အခါကျတော့မြေဇက်သိန်းကိုလည်းသဘောကျတယ်။ပြောချင်တာကမေးစားကတကယ်ကိုမြမရုပ်ရှင်စစ်စစ်ပေါ့နော်အာအင်းအော်မြင့်မြတ်ပေါ်ကစားတော့ငါကြည့်ခဲ့ရတဲ့ဒရမာတွေကို ဒရမာဇလန်တွေကိုယုံကြည်မှတကယ်မြင့်မြတ်ဒီနေ့လက်ရှိရှိနေတဲ့2025အမြင့်မြတ်ကိုပေါ့နော်အဲကြည်ရသလိုဟိုးအရင်တော့မြင့်မြတ်စပေါ်လာကဇကဇလန်ဇအိမ်ဖွဲ့စည်းမှုမျိုးတွေနဲ့ပေါ့နော်မြင်ရမှာဆိုမြင့်မြတ်ကမြင့်မြတ်ကိုဒရမာစစ်စစ်သဘောကျပြီးမျော်လင့်နေတဲ့ရုပ်ရှင်ချစ်တဲ့သူတွေအားလုံးဒီကားကတကယ်ကိုကျင့်တဲ့အားရမှုပြပေးမယ်လို့တကယ်ကိုယုံကြည်ရဲ့ဘာလို့ဆိုတော့ဒီမှာယုံနေမှာကိုကဝင်ကြည့်နေနေတဲ့ကိုမှဟိုလေသူညီမတွေကိုသူရိုက်လိုက်ပြီဆိုဝေါကလေးပဲရိုက်ရိုက်ရိုက်ဆိုပြီးတော့ ိုးပေါ့နော်နင်းတဲ့နေရာနဲ့ဝင်ပြီးတော့အဲ့လိုဒေါသထွက်ပေးနေရရင်လည်းတွေ့တယ်အပြီးတော့ခါကြတော့ပေါ့နော်အဟိုတခါလေရီမောတဲ့ခန်းတွေရှိတယ်မြင်းမျက်ကိုပြစ်ပါလုံးဝတွေ့ွားဟာမြင်းမျက်ရှိတယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်မျက်မှန်တွေပါတက်ပြီးဂိုက်ဆိုင်ပေးတဲ့ခန်းမျိုးဆိုရင်အကောင်တော့တော်နဲ့ကြာပြောချင်တာဒီကားလေးကကြည့်နေတဲ့ဒရမ်မာဒါပေမဲ့တစ်ချက်တစ်ချက်မှာဒရိုက်တာလည်းပေါ့နော်စညင်းကလည်း တ်ဖို့ပေးတာပေါ့နော်ကြီးတဲ့သူတွေရုပ်ရှင်တွေအရင်မုန်းချက်ပြီးပိတ်လောင်မှာဆိုချွတ်ခန်းလေးတွေကဟိုပေါ့နော်ဟိုစက်ကြီးလုထားတဲ့ plot တွေမဟုတ်ဖဲနဲ့တင်းအသက်အတွက်ပြုံးသွားစေတဲ့စိတ်ရှုပ်နေငုံနေအားမအားမြဖြစ်နေရင်းနဲ့မှကြီးသွားစေတဲ့ plot လေးတွေလည်းပါပါလေလို့ပြောချင်ပါတယ်အဲဒါတော့ဖြစ်ဒါတော့ဟိုဖြစ်ဖြစ်တယ်ခင်းလေးဖြစ်တာရှိတယ်မဖြစ်မှမဟုတ်တာအပြောကမြေသာကားကခင်းရမှန်ပေါ့နော်အခြေခံသားလေ40ရာခိုင်နှုန်းတော့က ပြည့်မယ်အခြေခံတဲ့ကြာမလို့ပြည့်တို့ဒီဟာကတကယ်ဒီလူမှုဝင်းကျင်မှာမိသားစုမှာအိမ်အောင်နေတိုင်းမှာပေါ့နော်အဖြစ်လေးဖြစ်တာရှိနေတဲ့ကိစ္စတွေဒီပဲဒီလိုမျိုးလည်းရှိတယ်အရန်မောင်နှမတွေတအားချစ်လို့မိမတွေကိုတအားချစ်လို့ပေါ့နော်အကောကိုချစ်သူဆုံးသွားတဲ့မျိုးသားမျိုးလည်းရှိရှိပါလားရှာဟာဟုတ်တယ်ဒါအမြတ်သူတို့ကအဲ့ဒါနောက်ဆုံးစေပါ ုကတော့ကဟိုအတာတယောက်နေတာကိုကကိုကမူးထဲရောဖြစ်တာပေါ့နော်ဆိုတော့အာသဘောချတယ်အခါကျကိုရဲ့ identity တစ်ဖက်မှာလည်းတွားပြီးတော့အာပတ်မှုမှုပေးတယ်ဇက်ကားလေးကိုပေါ့နော်ထိရောက်မှုပေးရဆိုကျင်တတ်ပါတယ်အမြင့်ဆိုတာဒီလိုပါအဲဇက်ကား driver ခိုင်းတဲ့အတိုင်းပါတဲ့ dialogue တိုင်းကိုပြောတာပါဟုတ်တယ်ဒီကားလေးအဲ့လိုမျိုးလေးဆွဲခေါ်သွားတယ်လူတွေကကြည့်နေတဲ့ဒရမာငိုရတာမှန်တယ်မဲ့တစ်ချက်ချက်မထင်မှားတဲ့ပလုတ်လေးတွေဝင်လာတဲ့ခါကျရင်ကိုယ့်ရဲ့ကြည့်နေတဲ့မုန်းကျမှုတွေလက်လျော့သွားတာဟုတ်တယ်နော်အဖြစ်ခေါ်လေးတွေပါတာပေါ့နော်ဒီကအဲ့လိုလေးကြည့်ရမှာပါရှာ ရှင်နေတယ်။အာမြတ်သူအဓိကကထွေလာစပိုစတာစတင်ကလေးထွေလာတော့မဟုတ်ပါဘူး။ပိုစတာစတင်ကလေးကဒီအတရဲ့စိတ်ဝင်စားမှုရုပ်ရှင်ချစ်တဲ့သူတွေရဲ့အတန်ရှင်ရတယ်။အချစ်စရာကောင်းတဲ့အတဲပေါ့နော်။အတယောစားတယောပုံလေးလေးတွေ့ရတဲ့ခါကျအော်ဒီကောင်ကိုတော်တော်အကုန်လုံးကအာယုံစူးစိုက်မှုရှိရဆိုတဲ့ခါကျတော့ကိုလည်းပေါ့နော်ပါဝင်ရတဲ့အတတက်နဲ့တကယ်ကိုလည်းဝမ်းသာရပါတယ်။အပြီးတော့ခါကျခုနကပေါ့နော်သူပြောလို့ပဲအာဒီကားကခုနကလို့ပေါ့နော်။ဘာပြောဒရမာကားဖြစ်တယ်။အဲဆိုတော့ ိုမြင့်ရဲ့တယောက်ဆောင်မှုတွေကလည်းအရန်ကောင်းတဲ့ခါကျတော့ချစ်တဲ့သူတွေကတော့အကုန်လုံးအမှန်ပေးတာပေါ့ကိုယ်လည်းချစ်တယ်ကိုကားမကိုလည်းပါတယ်ကတော့ကိုလည်းမှန်ပေးမှန်ပေးချင်တာပေါ့ဒါပေမဲ့အာနောက်2025မှာဘယ်လိုကားတွေဘယ်လိုလာအောင်လဲဆိုတာကမသိသေးတဲ့ခါကျတော့အာဒီချိန်မှာတော့အကုန်လုံးတော့ထင်ချင်းနဲ့မှန်ပေးကြတယ်ကိုချစ်တဲ့သူကိုအကုန်လုံးရရစေချင်တာပဲသူ့ရဲ့ကုန်ပတ်ချင်တာပေါ့ဒါပေမဲ့နောက်ထပ်မဆန်ကားတို့ကပြောဖို့စောနေသေးတာဒါပေမဲ့ပြောချင်တာကတော့ကိုမြင့်မြတ်ရဲ့စူးစမ်းအားထုတ်မှု driver ရဲ့စူးစမ်းအားထုတ်မှုအာဒီအာဒီ crew ပေါ့ရုပ်ရှင်အဖွဲ့ crew ပါဆိုတော့ရုပ်ရှင် crew ကဒီဒီလိုက်လိုက်အမိုက်ပုံကြီးညွန်ဒီကောင်ကြီးမှာ ရိုက်ဖို့ဆိုတာကပြောစတဲ့ကောင်းလည်းမရဘူး crew တွေတအားကောင်းမှရမှာဆိုဒီဇကောင်းကိုကြည့်ရင်ဒီနေစာအခွဲကပါဝင်တဲ့စက်မှုပိုင်းဆိုင်ရာကပေါ့နော် crew တွေကဘယ်တော့ပြင်မန်းလဲဆိုတာကိုဒီကားကြည့်သိရမှာပါစဉ်းစားကြည့်အမိုက်ပုံကြီးပြုတော့ခုနလိုပဲခက်မသိလဲတန်ဆူးနိုင်တယ်ပလင်းကွက်ရှာနိုင်တယ်ကွာအဲ့လိုနေရာမှာအကုန်လုံးတွဲရကြရာဆိုတဲ့ခါကျတော့ငါပြောဇကားကောင်းတစ်ခုတဘာဝတယုတ်ခေါ်ဘဝတယုတ်ခေါ်ဇကားတစ်ခုအားလုံးစစ်စစ်လုံးလုံးနဲ့ပါဝင်တဲ့ဇကားတစ်ခုမှာပါဝင်ရတဲ့တကယ်ကိုဝမ်းသာရပါတယ်ရှင်ပါ စားတော့ဘောကာကြာပြီမှလည်းစားတယ်ငိုတော့တော့ငိုနေဘိုက်ကလည်းစားတယ်တခါကြမြေကြီးကြပြီအဲ့ဒါတကယ်လို့တကယ်ဖြစ်တတ်တယ်အဲ့လိုမျိုးအဲ့ဒါအဲ့ဒါတော့ရှိတယ်အဲ့ဒါတော့တဘာဝအတဘာဝတွေမှာရှိတယ်ကိုကကြည့်ရပြဲစားတယ်မျက်နှာရဲတာအကုန်မြင်နေပြီးတော့ဟိုပါပေါ့အဲပြီးတော့ခါကြဒီနေ့ဆိုရင်လည်းပေါ့နော်ဒီမိစားလာကြည့်ရဲအဒီကပေါ့နော်ဟိုပါလေဟိုဒီကလာကြည့်ပေးရဲဝေးရံကြတဲ့စီမီရောက်မှောက်လဲအခုလိုမျိုးပေါ့နော်လက်လက်ဒီနေ့ကူပြီးတော့ခေါက်စက်ကြော်လေးပေါ့900ကျော်မယ်ထုတ်ရင်နော်အဲ့လိုမျို အကုန်လုံးရောက်စီပေးဝင်ခွင့်ရတဲ့အတွက်လည်းအဲလူမျိုးစီစဉ်စီရတထုံးလို့ရေကျေးဇူးတင်ပါတယ်လို့ပြေစာဖွဲ့သားတွေကျေးဇူးတင်ပါတယ်ကျေးဇူးပုံပြုံးဖို့ကောင်းတယ်တို့ကတသားနဲ့သွားလာအောင်နော်တို့ကဝေါ်ဆိုဝေါ်ကိုဝေါ်တို့ကဝေါ်ကလေးပဲကိုကချမ်းတို့ကဘောင်းမလို့ချဟေးဟုတ်တယ်လက်ဖို့တွေတီးကြအောင်ဆိုတော့လေတကယ်ပါလူမျိုးကြီးရတာအရန်အားရှိတယ်ဘာလို့မြန်မာရုပ်ရှင်ကိုချစ်တဲ့သူတွေပေါ့နော်တို့လိုဇလန်လူမျိုးစိတ်ရင်ကောင်းကောင်းနေညှော်လင်းနေပြည်သက်တွေအများကြီးရှိနေတယ်ဆိုတော့တို့နဲ့တူတူပြောဝင်ပြောရှင်ဆိုတာနဲ့ကြည့်ကြရတဲ့တကယ်လဲဝမ်းသာတယ်ဟုတ်ကဲ့ဆရာအားကြောင့်လာမယ့်28ရက်နေ့မတ်လ28ရက်နေ့မှာအဒီမြေစာကားက အယုံပေါ့နော်ယုံတင်မှာပဲရှိမြန်မာနိုင်ငံအနဲ့မှာအာယုံယုံတင်မှာပဲအဲ့ဒီခါကျတော့ဖိတ်တဲ့မြန်မာရုပ်ရှင်ကားစစ်စစ်ကိုကြိုက်တဲ့သူတွေအတွက်မြင့်မြတ်ရဲ့ drama ကားစစ်စစ်ကိုကြည့်ရမှာလို့အားမခံပါနဲ့အဲ့တော့ယုံမော်လာခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်အားလုံးကြည့်ကြည့်တင်ပါတယ်ကျေးဇူးပါကျေးဇူးပါ